င်္ဂလာပါရှင်ရှင်းလန်း channel သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရစေ2025ခုနှစ်မတ်လ20ရက်နေ့ရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးတော့ပါမယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့တက်မဟာယုံရဲ့ computer chip ဖြန့်တာ NGO INGO များအနေဖြင့်မတူပြမြို့နယ်မှာလုပ်ငန်းဆောင်ရွက်ခွင့်ရှိမယ်လို့အတိပေးထုတ်ပြန်ကြောင်းကလေးမြို့တောင်ပိုင်းဟာခါလီဂျေးရွာအားစစ်ကောင်စီမှ jet fighter ဖြင့်ပုံကျဲတိုက်ခိုက်ကြောင်း မင်းတမြုပ်နေတွင်ဝင်းမြူထားသောနနှုတ်များအတွက်ဒုံတန်ယောဂါကကွေးစေးအခမိထုတ်ပန့်ပေးမည်ဟုဆိုကြောင်းရန်ကုန်မန်လေးအမြင်လန်းမိုင်းတိုင်319တွင်ရေကာအင်စီကာရုပ်ဖြင့်ကင်းပယံထွက်လာတဲ့စစ်ကောင်စီတပ်သားများကိုနွားထူကြီး PDF ကပြစ်ခတ်တိုက်ခိမှုတွင်စစ်တပ်ဘက်မှ9ဦးသေဆုံးကြောင်းနဲ့မုံရွာမန်လေးလမ်းပိုက်တို့စစ်ကြောင်းထူလာတဲ့စစ်ကောင်စီတပ်သားများကိုလိုက်လံတိုက်ခိုက်မှုတွင်စစ်တပ်ဘက်မှ ၃ဦးသေဆုံးပြီး၁ဦးထိခိုက်ဒဏ်ရာရရှိတဲ့သတင်းတို့ပဲဖြစ်ပါတယ်ရှင်။တမဟာယုံရဲ့ခွန်ပြိုချက်ဖြင့်သာ NGO INGO များအနေဖြင့်မတပီမြို့နေမှာလုပ်ငန်းဆောင်ရွက်ခွင့်ရှိမင်းလို့အတိပေးထုတ်ပြန်ထားတဲ့သတင်းကိုတင်ဆက်ပေးတော့ပါမယ်ရှင်။ချင်းပီမတပီမြို့နေအတွင်းလုပ်ငန်းဆောင်ရွက်လို့တဲ့ NGO INGO များအနေဖြင့်တမဟာယုံမှာခွန်ပြိုချက်အရင်ယူပြီးမှသာလုပ်ငန်းဆောင်ရွက်ခွင့်ရှိမှာဖြစ်ကြောင်း CDF မတပီတမဟာနှစ်က ဒီမနေ့မတ်လ၁ရက်နေ့မှာအတိပေးထုတ်ပြန်ထားပါရယ်မတပီမြို့နယ်အတွင်းဝင်ရောက်လုပ်ငန်းလုပ်ကိုင်လူသော NGO INGO နဲ့အခြားသောမိသည့်အဖွဲ့အစည်းမဆို CDF မတပီတက်မဟာနှင့်တက်မဟာယုံကိုကျူတင်အကြောင်းကြားပြီးခွင့်ပြုချက်ယူပြီးမှသာလုပ်ငန်းဆောင်ရွက်ခွင့်ပြုမယ်လို့ဆိုပါရယ်ဒါပြန် CDF မတပီတက်မဟာနှင့် နေမင်းအတွင်းဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် စိတ်ဝန်ကွေးစေမဲ့လုံရက်တွေမလုပ်ဖို့လေအတိပေးထားပါတယ်။ CDF မတူပြီးတမဟာနှင့်နေမီအတွင်ပြည်သူဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရာတွင် CCCB စတဲ့အတုံးအနှုံးတွေကိုပြောဆိုခြင်းမိမိစံတာမပါပဲ CCCB ကိုအတင်းအဓမ္မ ထောက်ခံစေခြင်းဇီလုံးပိသားကျေးရွာများကို စီယုံပြီး အဖွဲ့ကွေးစေခြင်းများကို တွေ့ရှိပါကမိသည့်အဖွဲ့စည်းမဆိုကြီးလေးရဲ့ပြစ်တံခံရမည်လို့ထုတ်ပြန်ချက်မှာရည်သားဖော်ပြထားပါတယ်။လက်ရှိမှာ CDF မတူပီတမဟာနှစ်အနေဖြင့်စစ်ဘေးရှောင်ပြည်သူများနေရက်ကိုလွတ်လပ်စွာပြန်ခွင့်ရရည်ဦးစားပေးဆောင်ရလျက်ရှိရာနေရက်ပြန်မိဘပြည်သူများအနေဖြင့်ကျေးရွာဒေါတောင်များမှာပုတ်ကွေးစေတတ်တဲ့ PC များတွေ့ရှိပါက ်တက်ဆိုင်ရာတက်ရင်တက်ဖွဲ့များကိုအကြောင်းကြားပေးရန်အတိပေးထားတယ်လို့သိရှိရပါတယ်ရှင်။ကလေးမြို့တောင်ပိုင်းဟာခလေးဂျေရွာအားစစ်ကောင်စီမှ Jet Fighter ဖြင့်ဘုံကျဲတိုက်ခိုက်တဲ့တဲ့ရင်ကိုလည်း Selecting ဆက်ပေးတော့ပါမယ်ရှင်။ အကြံဖက်စစ်ကောင်စီမှကလေးမြုပ်တောင်ပိုင်းရှိဟာခါလီဂျေးရွာအားမတ်လ16ရက်နေ့ညနေ4နာရီခန့်တွင်ချက်ဖိုက်တပ်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရှိရပါသည်မိထလာလီတမားတက်လာသောချက်ဖိုက်တပ်ဖြင့်ဟာခါလီဂျေးရွာအတွင်းရှိစာတင်ကျောင်းဝန်းကျင်အားတက်ခိတ်မှုပြုလုပ်ခဲ့ရာပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအခြားသောပျက်စီးမှုအချို့လည်းရှိခဲ့ကြောင်းသိရှိရပါတယ်။ကလေးမြို့တောင်ပိုင်းကမ်ပန်းနီစခန်းနဲ့ မှန်တော်အောင်တရားစတဲ့စခန်းများကိုတော်လှန်ရေးတပ်ဖွဲ့များမှတင်ပိုက်ခဲ့ပြီးနောက်အနီးအနားရှိကျေးရွာများကိုစစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုများတောက်လျှောက်လုံနေ၍ပြည်သူများရှောင်တိမ်နေရကြောင်းသိရှိရပါတယ်ရှင်။မင်းတမျိုးနေတွင်မွေးမြူထားသောနေနောက်များအတွက်ဒုံတန်ယောဂါကာကွေစေအခမိထုတ်ပန့်ပေးမည်ဟုဆိုတဲ့သတင်းကိုလေးဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ ချင်းပင်မြင်းတမျိုးနဲ့အတွင်းမွေးမြူထားတဲ့နနောက်များအတွက်ဒုံတန်းယောဂါကကွေးစေအခမဲ့ထုတ်ပန့်ပေးသွားမယ်လို့မင်းတမြုပ်နေပြီးသူအုပ်ချုပ်ရေးအဖွဲ့ကမာရှလ16ရက်နေ့တွင်တရင်ထုတ်ပြန်ထားပါရယ်မင်းတမြုပ်တင်းတက်ပွဲအတွင်ပြီးသူများက၎င်းတို့မွေးမြူထားတဲ့နနောက်၊နွား၊ကျွေး၊စိတ် ကျက်ဝတ်တို့ဖြင့်လှူဒန်းပါဝင်ကြသောတောင်သူများအားဂျေဇုဆက်တဲ့အနေဖြင့်ယခုကဲ့သို့ယောဂါကကွေစေအခါမိထူပေးခြင်းဖြစ်ကြောင်းသိရှိရပါသည်။မင်းတမျိုးနှင့်ဂျေးရွာအုပ်စုရက်ွက်အုပ်ချုပ်မှုနေမည်အတွင်ရှိကျွေးနွားနှောက်အကောင်ကြီးစည်ရင်ပြုစုပြီးမြို့နေမွေးမြူရင်းနဲ့ ကုသရေးဌာနထံကကွေစေချိတ်ဆက်ထုတ်ယူကြရန်ဖြစ်ပြီးတောင်တန်ယောဂသည်ကူးဆက်မှုနှုံးနှဲကွဲတဲ့ယောဂဖြစ်တော်လဲကျွမ်းပီနေတဲ့အတွင်းနနောက်များတော်လွတ်ကြောင်းနဲ့စနစ်ကြောင့်ယောဂကူးဆက်ခံရလင်တည်ဆုံးပြီးမှယောဂပြတ်နေကြောင်းသိရတတ်တယ်လို့မြို့နယ်မွေးမြူရေးနဲ့ကုသရေးဌာနတာဝန်ရှိသူထံမှပြောဆိုထားပါတယ်။ BKRF February လ28ရက်နေ့တွင်လဲမင်းတမြုပ်တိမ့်တက်ပွဲပြီးဆုံးပြီးနောက်ပြန်လည်နေထိုင်မဲ့ ပြည်သူများဘေးအန္တရာယ်ကင်းစေရအတွက်ရည်ရွယ်ပြီးခွေးကြောင်များအားအခမဲ့ကကွယ်စေ လိတ်လံထွန်းဟန်ပေးကပညာပေးဟောပြောပွဲများပြုလုပ်ပေးခဲ့ကြောင်းသိရှိရပါရရှင်။ရန်ကုန်မန္လေးအမြန်လမ်းမန်တိုင်း319တွင် ရေကအင်စီကားတို့ဖြင့်ကင်းပတ်ရန်ထွက်လာတဲ့စစ်ကောင်စီတပ်သားများကိုနွားထူကြီး PDF ကပြစ်ခတ်တိုက်ခိတ်မှုတွင်စစ်တပ်မှ9ဦးသေဆုံးသွားတဲ့တရင်ကိုလေးဆက်လက်တင်ဆက်ပေးတော့ပါမရှင်။ ရန်ကုန်မန်လေးအမြင်လန်းမန်တိုင်319တွင် ရေကာအင်စီကာတို့ဖြင့်ကင်းပတ်ရန်ထွက်လာတဲ့အကျန်းဖက်စစ်ကောင်စီတပ်သားများကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်တပ်မှ၅ဦးသေဆုံးခဲ့ကြောင်းသိရှိရပါသည်။မတ်လ19ရက်နေ့နံနက်ပိုင်းတွင် ရန်ကုန်မန်လေးအမြင်လန်းမန်တိုင်319တွင်အကျန်းဖက်စစ်ကောင်စီတပ်သားများကရေကာတစီအင်စီကာနှစ်စီးဖြင့် ကင်ပတ်ရန်ထွက်လာစဉ်နော်ထူကြီး PDF နဲ့မဟာမိတ်တပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ရာအကြံဖက်စစ်ကောင်စီတပ်သား၅ဦးတေဆုံးခဲ့ပြီးဒေါ်လိုင်းကြီးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ရလို့နော်ထူကြီး People Defense Force မင်းချန်ခရိုင်အမှတ်၄၁၀တပ်ရဲမှပြိုရီးစုခွင့်ရှိသူဆရာစုကပြောဆိုထားပါတယ်။နော်ထူကြီး People Defense Force မင်းချန်ခရိုင်အမှတ်၄၁၀တပ်ရဲမှပြိုရီးစုခွင့်ရှိသူဆရာစုက မန်တိုင်း319မှာကင်းပတ်တက်ကားပေါ့အမြန်လန်းကိုကင်းပတ်တက်ကားကိုပြစ်တာပါအင်းစီကားနှစ်စီးနဲ့ရေကားတစ်စီးကိုပြစ်တာထိခိုက်သေးဆုံးမှုတော့သူတို့ဘက်ကရှိပေမဲ့တရင်တော့လိန်ထားတယ်ကျွန်တော်တို့ကြားတဲ့တရင်ကတော့မျက်မြင်တွေပြောတာကတော့၅ရောက်ကိုသွေးထွက်တန်ယူရင်းနဲ့လင်းနေတာမျိုးတွေ့ရတယ်လို့ပြောပါရယ်၅ရောက်သေးတယ်ဆိုတာတေချာပါရယ်သူတို့ဘက်ကထပ်ပြီးတော့ထိခိုက်သေးဆုံးမှုတွေရှိနိုင်သေးတယ်လို့ ရန်ကုန်ခက်တစ်တရင်ဌာနတို့အတိပြုပြောဆိုထားပါရယ်အစိုးပါတက်ခိတ်မှုကိုမင်းချန်ခရိုင်အမှတ်လေးတရင်မင်းချန်ခရိုင်အမှတ်၁၀တရင်နွားထူကြီး PDF နဲ့မဟာမိတ်ဖြစ်သောမြစ်သားမြို့နေပါကဖာတို့ကပူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါရှင် မုံရွာမလေးလမ်းပိုင်တို့စစ်ကြောင်းထူလာတဲ့စစ်ကောင်စီတပ်သားများကိုလိတ်လံတိုက်ခိုက်မှုတွင်စစ်တပ်ဘက်မှ၃ဦးတေဆုံးပြီး၁၀ဦးထိခိုက်ဒဏ်ရာရရှိသွားတဲ့တရင်ကိုလည်းဆက်လက်တင်ဆက်ပေးတော့ပါမယ်ရှင်။ စကိုင်းတိုင်းချောင်းဦးမြို့နယ်မူရွာမန်လီလန်ပိုင်းသို့စစ်ကြောင်းထိုးလာတဲ့အကြံဖက်စစ်ကောင်စီတပ်သားများကိုလိတ်လံတိုက်ခိုက်ခဲ့ရာစစ်တပ်ဗမာ၃ဦးသေဆုံးပြီး၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။မတ်လ၁၆ရက်နေ့နန်နက်စေနာကြီး30ခန့်တွင်ချောင်းဦးမြို့နယ်နေရီကန်အကြံဖက်စစ်တပ်စခန်းမှအင်အား60ခန့်ဖြင့်ထွက်လာသောစစ်တပ်စစ်ကြောင်းနှင့်ချောင်းဦးမြို့အတွင်မှထွက်လာသောအင်အား40ခန့်ပါစစ်ကြောင်းကို မုံရွာမန်လေးလမ်းမကြီးအတိုင်းခြေလှင်စစ်ကြောင်းထူဝင်ရောက်လာခဲ့ပြီးအစိုးပါစစ်ကြောင်းနဲ့ဒိုလှန်ရေးတပ်ဖွဲ့များတနာယီကြောကြာတိုက်ပွဲဖြစ်ပွားပြီးနောက်အကြံဖက်စစ်ကောင်စီတပ်သားများသည်မုံရွာမန်လေးလမ်းပိုင်းတွင်တွာလာနေသောပြည်သူပိုင်ကားများကိုတားဆီး၍ချောင်းဦးမြို့အတွင်းနဲ့နေရီကန်စစ်တပ်အထိုင်စခန်းကိုပြန်လည်ဆုတ်ခွာသွားတယ်လို့ကစီတက်ခွေမုံရွာခရိုင်အမှတ်၁၂တည်ရင်တက်ခွေ၃မှကုမူးကျုကပြောဆိုထားပါဗျ ဖြစ်စီတက်ခွေမုံရွာခရိုင်အမှတ်၁၂တက်ရင်တက်ခွေ၃မှကုမူးကျူကစစ်ခွေ၃ကောင်တည်တဲ့စစ်ကောင်တန်ရရရှိတယ်လို့သိရပါတယ်။မိုင်းဆွဲတာကချောင်းဦးကထွက်လာတဲ့စစ်ကြောင်းပါ။မိုင်းခုနှလုံးအတွဲပါ။မိုင်းဆွဲပြီးနောက်အခြားတက်ခဲမှုတွေစစ်တိတ်လောက်တာပါ။ဟုတ်ပါရဲ့နှစ်နေရစုစုပေါင်းပါ။ဒရုန်းပုံတိအလုံး၂၀နဲ့တက်ခဲခဲ့တာပါ။တေဆုံးကတော့၃ရောက်ပဲပေါ့။၁၀ရောက်လောက်ကတော့ တန်ရာရရှိတယ်လို့ခြေပြက်လက်ပြက်တွေများတယ်လို့တတင်းရရှိတယ်။စစ်ခွေးရေဘက်ကတော့မအူဘက်ကနေပြီးတော့ဟန်ဝီဇာနဲ့ပစ်ကူပေးတာတော့ရှိတယ်။နောက်ပြီးတော့60ပြောင်ရှိနဲ့လမ်းပစ်တာမျိုးရှိတယ်။စစ်တက်လေးထိနှစ်စီးလေးဘုံကျဲပြီးတက်ခိတ်သွားတာမျိုးလေးရှိတယ်လို့ရန်ကုန်ခေတ္တတရင်ဌာနတို့အတည်ပြုပြောဆိုထားပါတယ်။အဆိုပါတက်ခိတ်မှုကိုလျှက်စီးတက်ခွေမုံရွာခရိုင်ပကဖဒရုန်းလက်ယုံတက်ဖွဲ့ ငမိုးရိတ်စစ်ကြောင်းမုံရွာခရိုင်ပါကဖလက်ယုံစစ်ကြောင်းနှွေဦးဘရာဒါစ်ကိုလမ်တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်ဒီကနေ့တင်ဆက်ပေးမယ့်သတင်းစီစဉ်ကိုတော့ကြလောင်းနဲ့ပဲရနာတော့ပါမယ်ရှင်ချင်းလင်းချင်းတဲ့တရင်စီစဉ်ကိုကြည့်ရှုအားပေးနေတဲ့သူတိုင်းကိုစိတ်နှပြကြမ်းမွှင်လန်းနိုင်ကြပါစေရှင်။